ကုန်းမောင်ကျော်ကိုကုန်းမောင်ခဲကလူတွေကြော်တာလို့ငငယ်တော့ကထင်ခဲ့ဘူးကြရမလားတရားတို့မညာကြနဲ့နော်တကယ်တော့ကုန်းပောင်လို့အတန်ထွက်တာတိတ်တော့လေမကွာလို့တော့တင်တာပဲအမှန်ကတော့အဲ့ကုန်းပောင်ဆိုတာပြုတ်လူတွေလူတယောက်ရဲ့နာမည်ပြစတိုရီလိုင်းကိုတော့ကိုယ့်ဘက်သားကိုရှာဖက်ကြည့်လိုက်တော့ ကျွန်တော်ကတော့ဟင်းပွဲကြောင့်ဆက်ပြီးတော့ပြောပြပေးမယ်။အခုကျွန်တော်တို့ကြော်နေတဲ့ဟင်းပွဲတွေကပုံစံပြောင်းလာပြီးတော့အခုလိုပုံမျိုးဖြစ်သွားတာပေါ့။တကယ်ဟင်းပွဲပုံစံနဲ့ recipe ကိုကျွန်တော်အခုရှိလာနေပဲကျွန်တော်ကြောင်းချက်ပြမယ်။ကျွန်တော်ကတော့ art of food ကကိုပိုင်မှာ။ပေါဝင်တချီတွေကအခုကြော်နေတဲ့ပို့ပြီးတော့ရိုးရှင်းပါတယ်။ဒီဟင်းပွဲရဲ့ base ကတော့မြုပ်သီးကြောက်ပေါ့။ပြီးရင်ကျက်သွန်ညီလေးတွေကို base စိတ်စိတ်ပြီးတော့နှွာထားလိုက်မယ်။ဂျင်းပပလီထားပြီးကျက်သွန်ညူလေးကိုတပြားရိုက်ထားလိုက်မယ်။ က်တော့မဲလက်တက်စက်လောက်ဒီတွေကိုဖြတ်ထားလိုက်မယ်ဒီပဲလော်ထားတာတော့လိုပါတယ်ကအသားချက်ဝက်ကြိုက်တာတုံးလို့ရတယ်ဝက်တုံးရင်တော့အခောက်ကိုမထည့်နိုင်ဘူးအသားတွေကိုအတုံးလေးတွေတုံးထားလိုက်မယ်အသားနှက်ဖို့အတွက်ကတော့စားနဲ့နဲ့တကြားနဲ့နဲ့နဲ့ခုံခုံလေးထဲနှောင်းနေပြီးတော့နှက်ထားလိုက်မယ်ပြုံစားတာတော်တော်များများမီးပြင်းပြင်းနဲ့ကြော်ချရတာများပါတယ်ကြ။အဲဒါကြောင့် hotel kitchen တွေမှာ Chinese section ဆိုရင်တော့နည်းနည်းလမ်းရပါတယ်ကြ။အဲလို share ခံရတာလေ။ โอเคကျန်းစာကြော်ပါမယ်မြည်ပြင်းပြင်းနဲ့အသားတွေအပြင်သားလေးတွေတင်းတင်းလေးတွေဖြစ်သွားလို့ရှိရင်တော့ဆက်ထားလိုက်ပါအဲ့လိုတော့နောက်တစ်ခါထပ်ကြော်ရမှာတော့အရင်ကျက်နေကြမလို့ပါဘူးပြီးရင်စီသေးကိုပြန်ရှုံးမယ်ကျက်တော့အညီအရင်ထည့်ပါမယ်ပက်ကမန်လောက်နည်းနည်းနှိမ့်ပေးလိုက်ပါဘာရင်အသားထက်ပဲအဲ့ဒီအချိန်မှာမြည်လေးနည်းနည်းရှော့ထားလိုက်မှတော့ကြောင့်မြည်မနိုင်လို့ရှိရင်အကုန်လုံးတူးပြီးတော့စားမရတဲ့ပုံပါလိမ့်မယ်။ဂျင်းနဲ့ကြက်တုံတို့တပြားရိုက်ထားတာကိုထည့်လိုက်ပါမယ်။ဆီလေးနည်းနည်းလောက်ထပ်ထည့်လိုက်မယ်။ ပြီးတော့ရင်မြို့ကြီးကြောက်လေးပါထက်လိုက်ပါမယ်စကတ်မိုင်လောက်လည်းနဲ့ထပ်ပြီးတော့မြင်းမြင်းလေးနဲ့တိုက်လိုက်ပါမြို့ကိုခဏလောက်ပြန်လျှော့ပြီးအရသာတော့ပန်းနဲ့ပြာရည်အပြည့်ပန်းနဲ့ပြာရည်အကျဲခယူးစီကြားအချုံမုံလေးနဲ့နဲ့ထည့်လိုက်ပါမယ်ပြီးရင်မြီးပြတ်တင်ပြီးတော့လှိမ့်ပါမယ်ချက်နဂိုင်းလေးနဲ့နဲ့လောက်ထည့်လိုက်ပါမယ်ကျတော့မိန်နဲ့မြေပဲထဲပါမယ် ။ဗေယုတ်ကောင်းလေးနည်းနည်းပေါက်လိုက်ပါ။ဂျီလေးနည်းနည်းလောက်တောက်လိုက်ပါ။ပြင်းပြင်းချင်းနဲ့ထပ်လိမ့်သေးပါ။ဇမုကောက်ကိုအရင်နည်းနည်းလောက်ကျော်ပြီးတော့ထည့်ပါလိမ့်။ဗေယုတ်ဟင်းချောင်းဝင်ချင်းရောဗေယုတ်ဟင်းချောင်းဝင်ချင်းထည့်လိုက်ပါ။ okay ခုဆိုရင်တော့ tradition နဲ့ခေါင်းပေါင်ကျော်ရပါပြီ။ဘုရားသာသွားမိကြအောင်ဗျ။ tradition နဲ့ခေါင်းပေါင်ကျော်တာရတာပါဘူး။ ပြီးတော့ခုခေတ်ပုံစံမျိုးကုန်းပေါင်မှာကျွန်တော်ထပ်ပြီးတော့ကြော်ထားလိုက်ပါသေးတယ်။ဟုတ်ပြီ။အဲ့တော့ကြီးကြီးကြမယ်။ဒီလိုကျွန်ရှင်နဲ့ကုန်းပေါင်ကျွန်တော်အရင်ကြီးကြတာ။ဒီရရတာတော့ကျွန်တော်ဆက်မယ်ထင်တာပဲ။ဘာလို့လဲဆိုတော့ UB တောင်လေးပါတယ်ဆိုတော့ဆက်လောက်ပဲ။မင်းကတော့အထုံစီထည့်ရတာပေါ့နော်။ကျွန်တော်အထုံစီမထည့်မရှိတော့မထည့်ပြလိုက်ဘူးပေါ့။အထုံစီမထိုက်တာနေပေါ့ à giọng thế thì lại nó nó nên nghe những gì vào đấy sao được sao thế ạ vì <laughs> đi... trong trọng bà đa năng nhỏ xin được vào được thì làm đâu nó vô tâm về trình này tám nghìn nghìn á ra là chủ chủ đi à nhưng thì á si chuan thì vì là tôi lái cái hàng rồi si chuan là lái nhiều bọc thông sát cái lùng nhiều bà anh nó người mai bây giờ là rồi nhà mai bùng nên cái đòi học còn như thế là nên rồi ta là trong những viên nào hmm. thế. ừ chính là mười mười nè ừ cúc sai mà cho viên nào nên phòng trang cái viên này bỏ ai vào thì sai chính ဟိုမင်းတို့ဒါအညာညီတော်ကျောင်းကျော်ပေးတာဗျ။တော့ဟိုဟာသူမကြိုက်တာဘူးစင်လို့။မသိမှန်းတယ်ပေါ့။ဟောပုံမှန်ကျော်ထားတဲ့အချိန်ပေါ့။ဘန်ကောက်ဖိကြီး။ကောင်းပါဆန်းရရန်ကောင်းပါဘယ်တော့လုံးဒီလိုမျိုးပဲဆားလာဒီလိုမျိုးပဲပူကြိုက်တယ်လူအဆက်ကို thì mình chẳng dám là tất cả tiền rồi nói là mình chọn thành là rồi mày không thiết vài nói thật đẹp của mày thì cho nhau là gì cả Hôm nay nên là dài được mày ว่าคงมาว่าคุณนักชีช้าเนี่ยยังรู้แบบผู้ใจเด็กอะพยายามรู้จะรู้ชีช้าคือของการมีว่าห้องมันใจสรุปถ้าเส้นสายไหนมันเส้นมันใจวะเนาะมาผู้ใช้เป็นอย่างไรอาบ้าจะชูทูดีวผมมาทำเหมือนสนุกจริงอะเพราะดิที่น่ารู้อ๋อรู้มีใจเนี่ยที่รู้มี ဖီချွန်နဲ့ tradition နဲ့သူတို့ရဲ့ပုံစံအမှန်ဘုံပေါင်ကြိုက်လားဒါမှမဟုတ်ရင်ကျွန်တော်တို့ဘာမှကုံးမှာမဟုတ်ဒီလိုမျိုးကိုကြိုက်လား Okay ဒီလိုမျိုးစီချွန်လိုမျိုးမကြော်စားကြည့်ရတဲ့ရင်ချက်လောက်ကြော်စားကြည့်ပြီးွားရင် comment မှာကျွန်တော်ပြေးပေးစေ Okay ဒါရမှတ်တူ